ပြည်သူတွေကိုပေးခြင်းတဲ့ message ကတော့ရကောက်ပွဲကျင်းပမဲ့ဒီဇင်ဘာလ28ရက်နေ့မှာ ကျမပါဝင်မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ကိုစားပြုဝင်ရောက်ရှင်ပြိုင်တဲ့လွတ်တော်ကိုယ်စားလှယ်လောင်းများကိုမဲလာပြီးပေးကြပါလို့ပြောချင်ပါတယ်မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ဗဟုလုံငန်းကော်မတီဝင်တဦးဖြစ်သူ နေပြည်တော်ပုပ်ပသီရိမဲဆန္ဒနယ်ရဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဒေါ်စုမြတ်ဆန္ဒကပြောကြားသွားတာဖြစ်ပါတယ်ရွှေကောက်ပွဲအွန်လိုင်းရေးအတွက်သူမဘာတွေလှုပ်ဆောင်နေပါပြီလဲအွန်လိုင်းရေးအတွက်ကတော့အခုကျွန်မလက်ရှိနေပြည်တော်ကစင်းနဲ့ဆောင်ရွက်နေရရှိတယ်ပြည်သူတွေကိုဘာတွေလှုပ်ပေးနိုင်မလဲပြည်သူတွေဘာတွေလိုအပ်ချက်ဖြစ်နေလဲဆိုတာတွေကိုအသေးစိတ်နေပြည်တော်မှာကွန်ဆင်းပြီးတော့လေ့လာ အဲကြည့်ရှုနေပါတယ်ပြည်သူတွေအတွက်လှုပ်လှုပ်ဆောင်ဖို့ပြည်သူတွေအတွက်ကူညီပေးဖို့ပြည်သူတွေရှေ့ရနေမမမမရက်တီပေးဖို့အတွက်ပေါ့အဲ့ဒါလေးတွေကိုဆောင်ရွက်နေတာရှိပါတယ်ဒီလမ်းတွေဒီလမ်းတွေဆိုရင်ဒါချက်ချင်းလက်ငယ်လောက်ရမယ်လမ်းတွေအုံချက်ချင်းလက်ငယ်တရားတတရားကိုခင်းမရမှာဘလောက်ပဲပြင်ပြင်မရဘူးဒါချက်ချင်းလက်ငယ်ဆောင်ရွက်ရမယ်အလုပ်တွေဘလောက်မှမကြောက်ပေလဲ300လောက်ပဲရှိတယ်ချက်ချင်းဆောင်ရွက်ရမယ်အလုပ်တွေပေါ့ဒီဟာတွေကတို့ဒါတွေကိုတက်ဆိုင်ရာဒီနဲ့ဆွေးနွေးပြီးတော့စတင်ပြီးတော့လုပ်ကြမယ် ဘူးလောလောဆယ်ကြီတောင်ကမှာလူများမြင်တဲ့လူများလူတိုင်းမြင်တဲ့အရန်အရေးကြီးနေတဲ့ဆာကြီတောင်ကမီးပွိုင်းထိတ်ကြီးမှာဖြစ်နေတာမီးပွိုင်းကနေပြီးတော့ကိုကိုပြီးဝင်လိုက်တာပေ300လောက်အကွာပဲရှိတယ်အဲ့ဒီနေရာလမ်းတစ်ခုလေဥပဒေတိမျိုးနေမှာဆိုရင်ကျွန်တော်တို့လူကြီးအဲတသိန်းကျော်ရှိတယ်အဲ့နေ့တိုင်းဖြတ်နေတာကြီတောင်ကမီးပွိုင်းထိတ်ကြီးမှာဖြစ်နေတာမီးပွိုင်းကနေပြီးတော့ကျတော့ပေ300လောက်ရထန်းလိုင်းအထိအိုင်နာပတ်ဝင်အိုင်နာကိုတွားလိုက်စက်တိုက်ကြီးလမ်းကတော်တော်ဆိုးနေတယ် ဒါတွေကချက်ချင်းဆောင်ရွက်ရမယ်ကိစ္စတွေဒီလိုကိစ္စမျိုးတွေဆိုရင်ညာချက်ချင်းပဲသက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ပူပေါင်းဆောင်ရွက်ပြီးတော့တင်ပြပြီးတော့ကြတော့ညာပြည်သူရှိရနေပြီးတော့ဆောင်ရွက်ပေးမယ်ဒါပထမဦးစားပေးချက်ချင်းလက်ငင်းလုပ်ရမယ်အကြောင်းလည်းဖြစ်တယ်အဲအကယ်၍လွတ်တော်မှာဒုတိယအနေနဲ့လွတ်တော်ထဲမှာတင်ပြရမယ်ဆိုလို့ရှိရင်တော့ညာတို့ပုပ္ပတိတိမျိုးဒီတိုးတက်ဖို့ဆိုတာအခုပုပ္ပတိတိမျိုးတော်တော်များများမှာလည်းပုံခဲ့လမ်းနေကြီးပဲ ဒါမှကွန်ရက်လန်းနေအဲကျင်းသားပဲတချို့နေရာသားတွေမိသားလန်းတွေကြံနေတယ်။အဲ့ဒီမိသားလန်းတွေကိုလည်းကျွန်တော်တို့ကွန်ရက်လန်းတွေဖြစ်အောင်အမြန်ဆုံးနည်းနဲ့အကောင်တွေပေါ့ပြီးတော့ဆောင်ရမယ်။အဲ့ဒါမှသာလျှင်မြို့လန်းကောင်းမှသာလျှင်လူတွေရောက်ရှိလာမှာဖြစ်တယ်။အဲအဲ့ကြမှာမြို့ကြီးကပို့ပြီးတော့စီကားပြီးတော့ဒုတက်သွားမှာဖြစ်တယ်။နောက်တစ်ခုအခုလက်ရှိပြည်သူတွေကြုံတွေ့နေရတဲ့ကိစ္စတွေပေါ့။အဲကြီးတောင်ကမှဆိုရင်အဲမြေထားလန်းတွေမှာအခုလန်းလန်းနေမလွတ်တာတွေဖဲရတာတွေရှိရပေါ့။ အဲ့ဒါတွေကိုလည်းကျွန်မတတ်နိုင်သရွေ့ short box ခွင့်ရအောင်နော်ကျွန်မဟိုဌာနသက်ဆိုင်ရာဌာနကြီးနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့လက်ရှိဆိုရင်ဖြတ်ပြီးတာတွေလည်းရှိတယ်ပေါ့အဲ့ဒါတွေကိုအစိုးရအနေနဲ့ဖြတ်ပြီးချက်ရင်လေသူတို့တွေအတွက်ဘယ်နေရာမှာပြန်လဲပြီးတော့အစားပေးမလဲဒါမျိုးလေးတွေပေါ့ကျွန်မတင်ပြပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ဥပမာနဲ့အင်ဂျင်ပေါ့လေတင်ပြပေးမှာပေါ့နောက်တစ်ခုအမြောက်ချောင်းဆိုရင်ကျွန်မအခု ်ရောက်ချောင်းမှာကြာတိနေရတယ်ဒီနေဗန်လန်ကနေပြီးတော့အဲ့ဒီစစ်သင်္ချိုင်းကိုသွားတဲ့လမ်းတစ်လျှောက်ပေါ့အင်းဒီကိုဖျက်ပစ်တယ်ပေါ့နော်အရာရေးလည်းသိရတယ်အဲတကယ်သူတို့ပြည်သူကပြောတာကတော့တစ်တော်ရဲ့ပါလက်မီလို့ပြောတာပေါ့ဒါပေမဲ့တကယ်တကယ်အခုလက်ရှိဖြစ်နေတာကတော့တစ်တော်မျိုးထဲမှာပါတယ်လို့ပြောတာပေါ့လေဒါတွေကိုလည်းကျွန်မဒါတစ်တော်လည်းအခုအရွေးချယ်ခံရပြီးတစ်တော်လည်းကိုလည်းရောက်သွားပြီဆိုလို့ကတော့ထဲထဲဝင်ဝင်ရှင်းနေပြီးတော့ငွေတော်ဆိုရဟိုတင်ပြမယ်အဲ ဆက်ဆိုင်ရာဌာနတွေနဲ့ဆွေးနွေးမယ်ဆွေးနွေးပြီးတော့ BDC ကနေရက်တည်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်ပါတယ်အကယ်၍သူတို့စီမံကိန်းရလိုအပ်လို့ဖယ်ပေးရတယ်ဆိုခဲ့ရင်လေသူတို့ဘယ်နေရာမှာအစားပေးမလဲဆိုတာလေးကျွန်မပြန်ပြသွားမှာဖြစ်ပါတယ်သူမဟာ2020ရွေးကောက်ပွဲတုန်းကအခြားပါတီတစ်ခုကိုကူစားပြုပြီးနေပြည်တော်ပုပ်ပသီရီမျိုးနေရဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းနေရာကိုဝင်ရောက်ရှင်ပြန်ခဲ့ဘူးတယ်လို့သိရပါတယ်ကျွန်တော်ဝင်းဦးပါ